ရခိုင်ပြည်နယ်ကြောက်ဖြူတိုက်ပွဲအတွင်းကိုစစ်ကောင်မရှင်ကစစ်ကူပို့ဖို့အတွက်တရင်ချိုးကနေစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကိုရန်ကုန်ကနေရေချောင်းနဲ့ပို့ဆောင်လိုက်တယ်လို့သိရပါတယ်။စစ်ကောင်မရှင်တပ်ဟာတမတတနီးပြူအမှုနာဘာဟတတတဒုတိယဗိုလ်မှူးကြီးမျိုးမင်းတန့်ဦးစီးတဲ့ခမရ212ခမရ213ခမရ219တို့ကခမန်းအင်အား900လောက်ကိုကြောက်ဖြူကိုပို့ဆောင်နေတယ်လို့စီဒီအမ်ဗိုလ်ကြီးစင်ရော်စီကသိရပါတယ်။ ရေပြင်စစ်ကြောင်းထိုးမှုမှာနေမြရလဲခဏပဲအေကအမဲ့ချွေတာကိုစစ်တပ်ကခံရတာပဲစစ်တပ်ကတက်တွေခွဲပြီးကြောက်ဖြူပို့ထားတာပဲဒါပေမဲ့စစ်ကြောင်းလိုက်ကို ပြုတ်တာလို့စီးရေးသတင်းရင်းမြစ်က ERI Times ကိုပြောပါရယ်ကြောက်ဖြူတိုက်ပွဲမှာပြီးခဲ့တဲ့နိုဝင်ဘာ14ရက်နေ့ကလေးကတိုင်းချောင်းမင်းပြင်စတဲ့ကျေးရွာတွေမှာနှစ်ဖက်ပြန်လည်တိုက်ခိုက်မှုတွေရှိခဲ့ပါရယ်ဒညဝရီရဲ့ဌာနချုပ်နီလမ်းခွဲဘက်မှာလဲပြီးခဲ့တဲ့နိုဝင်ဘာ24ရက်နေ့က အေနဲ့စစ်ကောမရှင်တက်တို့ထိတွေ့တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်စစ်ကောမရှင်ကပြန်လည်ထိန်းချုပ်လိုက်တဲ့တိုင်းချောင်းရွာကိုပြီးခဲ့တဲ့နိုဝင်ဘာ28ရက်မှာအေကပြန်လည်စီးနှင်းတိုက်ခိုက်မှုတွေပြုလုပ်ထားနိုင်ခဲ့ကြောင်းဒေတာရင်းသတင်းရင်းမြစ်တွေစီကသိရပါတယ်ဒီဇင်ဘာ1ရက်နေ့မှာတော့မင်းပြင်းရှိစေးရချက်ချကြတဲ့နေရာချို့နဲ့တိုင်းချောင်းရွာကိုအေကစိုးမိုးမှုပြန်လည်ရယူထားတယ်လို့သိရပါတယ်